ဥမ90နှစ်နဲ့ထောင်နဲ့9နှစ်ချမှတ်ခံထားတဲ့မန္တလေးချေဆိုင်ချန်နယ်မန္တလေးသတင်းဌာနရဲ့သတင်းတောက်ချုပ်ကိုဝင်းနိုင်ဦးဟာမင်းချန်ထောင်ကနေဧပြီလ6ရက်နေ့မှာပြန်လည်လာပြီလို့မန္တလေးသတင်းလောကကနေစုံစမ်းသိရှိရပါတယ်။ကိုဝင်းနိုင်ဦးကိုအိုးဘိုထောင်တွင်ထူးတရားဝင်ကနေဂျပန်ပုံမှန်90နှစ်နဲ့2022ခုနှစ်ဧပြီလ9ရက်မှာထောင်နဲ့9နှစ်စီရင်ချက်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။စစ်ကောင်စီကမန္တလေးတိုင်းစကမ်းမြို့နယ်မှာကိုဝင်းနိုင်ဦးကိုဇနီးပြည်သူနဲ့အတူဖမ်းဆီးခဲ့တာဖြစ်ပြီးတော့တပတ်အကြာမှာဇနီးပြည်သူကိုပြန်လွတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ကနဦးမှာသတင်းတော့ဖြစ်တဲ့ကိုဝင်းနိုင်ဦးကိုစစ်ကောင်စီကပုံမှန်99ကကြီးနဲ့အမှုဖွင့်ခဲ့ပေမဲ့အကြမ်းဖက်ပုံမှန်နဲ့ထပ်မံတရားစွဲဆိုခံပြီးစင်ချက်ချခံခဲ့ရတယ်လည်းဖြစ်ပါတယ်။လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM ကတော့ပြည်တွင်းမှာဖေဖော်ဝါရီလတရနေ့ကနေ2025ခုနှစ်မေလ3ရက်နေ့ဒီသတင်းသမား40ဦးကိုစစ်ကောင်စီကမတရားဖမ်းဆီးကျဉ်းချထားတယ်လို့ပြောဆိုထားပါတယ်ခင်ဗျာ။ ကီပကနေခွင့်နဲ့ပြန်လာတဲ့မျိုးသားတွေဟာစစ်မှုထမ်းအသက်ကန့်သက်ချက်အကျုံးဝင်နေလို့ကီပပြန်ထွက်ခွင့်ပိတ်ပင်ထားတယ်လို့စစ်ကောင်စီလူ့သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကီပကနေခွင့်နဲ့ပြန်လာတဲ့လူ့သမားတွေဟာကီပကိုပြန်လည်ထွက်ခွာဖို့ OWIC ကတ်လျှောက်ထားမှာကန့်သက်ထားတဲ့အသက်18နှစ်ကနေ35နှစ်အသက်ကန့်သက်ချက်နဲ့အကျုံးဝင်နေလို့ဆိုကာထွက်ခွာခွင့်ပိတ်ထားတာလို့သိရပါတယ်။ကီပကိုအသက်18နှစ်ကနေ35နှစ်တွေဘေးမထွက်တော့ဘူးဆိုတာတေချာသွားတာပေါ့။သူတို့ကဒီကိစ္စကိုပုံမှန်လေးထုတ်ပြန်ထားတာတော့မရှိသေးပါဘူး။ ပေးထွက်တယ်လို့မပေးထွက်တယ်လို့ ਨੇ တရားမဝင်သွားတဲ့သူတွေကပုံများလာနေတယ်လို့ပြပစစ်လို့တဲ့လောက်ကန်ရှပ်ဝေးအေဂျင်စီတခုကတော့ညူဒီမြန်မာသတင်းဌာနကိုပြောဆိုထားပါတယ်စစ်ကောင်စီအနေနဲ့စစ်မှုထမ်းဥပဒေအရစစ်မှုထမ်းရန်ကျုံးဝင်တဲ့တက်၁၈နှစ်ကနေ၃၅နှစ်တွင်အမျိုးသားတွေအလုံးကိုပြပကိုလောက်လောက်ကန်ခွဲထွက်ခွာမှုကိုအပီးပိတ်ပင်ထားတယ်လို့လူသမားစစ်လိမှုတွေကလည်းကန့်တတ်ထားပါတယ်လက်ရှိမှာပြပထွက်ခွာလို့လို့ဖို့ EC စာချုပ်ချုပ်ဆိုပြီး OWIC ကပ်ပြုလို့ခွင့်ရဖို့စောင့်ဆိုင်နေတဲ့အမျိုးသားအမျိုးသမီးအလုပ်သားတပေါင်းခန့်ရှိတယ်လို့လည်းလန်စင်ရ Agency တွေတန်ခါနေသိရှိရပါတယ်ခင်ဗျာ ဒလာမျိုးနယ်ကအကြောင်းသူနှုတ်ဦးကိုတရုတ်မြန်မာဖြစ်စည်းယုံခဲ့တဲ့တရုတ်နိုင်ငံသားကိုအလုံးနဲ့ထောင်နဲ့73နှစ်စကပြန်လင်မယားကိုအလုံးနဲ့ထောင်နဲ့10နှစ်စီချမှတ်လိုက်တယ်လို့သိရပါတယ်။တရုတ်နိုင်ငံသားနဲ့သူ့ရဲ့သားဖြစ်သူတွေကိုဒိုနီကန်တရားရုံးကရာဇဝတ်ကြီးမှုအမှတ်20မြင်းဆောင်2025လူကုန်ကူးမှုတားဆီးနေနေဥပဒေပုံမှန်35မြင်းဆောင်44ရာအလုံးနဲ့ထောင်နဲ့10နှစ်ဒလာမျိုးနယ်တရားရုံးကရာဇဝတ်ကြီးမှုအမှတ်33မြင်းဆောင်2025 1948ခုနှစ်လူမှုကြီးကြပ်ရေးဥပဒေပုံမှန် 73တရအလုံးနဲ့ထောင်းလန်3နှစ်စုစုပေါင်းအလုံးနဲ့ထောင်းလန်73နှစ်ချမှတ်ခဲ့ပါတယ်။စကပြန်ပြည့်တဲ့ဒလားမျိုးဘုံရန်ပြည်ရက်ွက်နေအောင်စောဦးခဟာမီဒူလာနဲ့ဇနီးတီတောင်တို့ကိုတနေ့ခင်တရားစွဲကရာဇဝတ်ကြီးအမှုအမှတ်20မြင်းဆောင်2025လူကုန်ကူးမှုဒါစီနေနေဥပဒေပုံမှ35မြင်းဆောင်44ရာအလုံးနဲ့ထောင်းလန်10နှစ်ချမှတ်လိုက်တယ်လို့သိရပါတယ်။ဒံကတိုင်းဒေသကြီးဒလားမျိုးနယ်မှာတရုတ်မယားဖြစ် လက်တက်ထင်းများစေရန်မြို့သူငယ်နှုတ်ဦးကိုနေရင်ထိလာရောက်ပြီးတော့ရုပ်နိုင်ငံသားတဦးကစီယုံပြောဆိုခဲ့တဲ့ရုပ်သံပိုင်းကိုလူမှုကွင်းမှာထုတ်လွှင့်ခဲ့တာကနေခုလိုဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်ရှုခဲ့တဲ့သူများပြားခဲ့ပြီးတော့ဝေဖန်မှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့သူတွေကိုလည်းဥပဒေနဲ့အညီရေးယူပေးဖို့အမှုဖွဲ့တိုင်တန်းချက်အရ Ferrari Chow နဲ့ကဒလားမျိုးနဲ့ရဲစခန်းမှာလူကုန်ကူးမှုတားဆီးနေတဲ့ဥပဒေပုံမှန်35မြင်းဆောင်44နဲ့အမှုဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။ညွေးမြန်မာရဲ့ညနေခင်းသတင်းစီစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိ မြန်မာစံနှုန်းချိန်ည9:00နာရီတိုင်းမှာတိဆက်ပေးနေတာဖြစ်လို့စောင့်မျှော်တိရှိနားဆင်နေပါပဲခင်ဗျာ